စကားဟောဖြစ်တယ်မြို့စကားအဲကျွန်တော်ရှမ်းလို့ပြောတဲ့တော့ကျွန်တော်ရှမ်းနဲ့တူမယ်ထင်တာမတူခင်ဗျဓနုကသူ့သူတသက်တဘာသာပေါ့နော်သူမြန်မာစကားပေါ်မှာသူကဟိုအတန်ဝဲတယ်ပေါ့ကျွန်တော်တဝဲတို့ဒိတ်တို့အဲ့လိုနဲ့ဆင်ပါတယ်ကျွန်တော်ခုနကကျွန်တော်လေ့လာကြည့်တော့လုံးဝမတူမြန်မာစကားကိုဟိုတင်ထားတာအဲ့ဒီဘာလဲဝဲတာပေါ့ဓနုအဲ့လိုထင်ပါတယ်ကျွန်တော်အဲတော်ကငါကျွန်တော်လည်းအဲ့တော့မှမွေးသေးတော့မသိဘူးခင်ဗျာကျွန်တော်လည်းသိချင်တာကျွန်တော်ဟိုကတင်တဲ့ရောက်ရင်တော့တို့တင်တင်ပေးလိမ့်မယ် တနုစကားပေါ်မှာ तू ကအဲဟောနော်တော်တော်စီတော်တော်များစီးနေမှာပြောရမယ်လို့ပြောပါတယ်ပြောရတာဒါဘယ်လိုရိုက်ချအောင်လဲမသိဘူးဗောနော်ကျွန်တော်တော့အဲဟိုကတခါမှအဲ့လိုမျိုးမလုပ်ဘူးတော့တော်တော်စိတ်လှုပ်ရှားပါရောက်တယ်ဓနုဝဲတာလေးရဟိုနဲ့ဆင်ပါတယ်ဓနုဝဲတာကသူကအဲခုန စကားလေးက तू तू ဟောပေါ့တဝဲတို့ဘိတ်စကားနဲ့နည်းနီးရလို့ထင်ပါတယ်ဒါပေမဲ့ तू ဝဲတဲ့ပုံစံလေးကကျွန်တော်ဟိုရှမ်းရှမ်းဖက်နေနဲ့ရောက်တာပေါ့နော်ဒီဟိုဘိတ်တို့ကြတော့တမျိုးလေးပေါ့နော်ရှမ်းနဲ့အဲ့လိုနည်းနည်းလေးနည်းနည်းလေးရှမ်းဟိုလေတန်လေးနည်းနည်းပါတယ်လို့ကျွန်တော်ကထင်ပါတယ်ပုံပွဲလေးလေးပြောတယ်သူကကြဲကြဲပြောတယ်ပေါ့ကျွန်တော်လို့ထင်ပါဟုတ် ် series ကတော့ဖြစ်ပါတယ်ခင်ဗျာစရုပ်ကလေးอ่ะစရုပ်ကလေးကတော့ဒါကတော့ဒီဟောပေါ့ကျွန်တော်တို့ရှမ်းပြည်မှာတင်တရမှာသူတို့ဓနုရိုးရပါเนาะဓနုရိုးရနောက်ခံနေအများကြီးပါမယ်အရင်1900အဲဟောเนาะ50 50 60အဲ့လောက်ကတည်းကเนาะအဲ့လောက်ကအဲဓနုရိုးရလေးဓနုရွာလေးကဇလန်းလေးကိုဒီအခုခင်နေပေါင်းပြီးတော့ခြိုင်းပါပါဟုတ်ဓနုဟုတ်ကဲ့ဓနုစကားတင်ရမယ်ဒီကားလေးဟုတ်ကဲ့ အဲ့သူကအဓိကတော့ဒနုစကားကြတော့ကျွန်တော်တို့တစ်ခါမှဟိုလေကျွန်တော်ကျွန်တော်တစ်ခါမှဟိုတွင်းလေးပြောရင်တော့မပြောဘူးပေါ့နော်တေချာတငယ်ချင်းထဲမှာလေဒနုစကားပြောလူမကြုံဘူးအခုမှသူကကြုံတာပေါ့နော်အဲ့ဒနုစကားပြောရမယ်ပြီးတော့အဲဒနုရွေးရတယ်ပါတယ်ဆိုတော့ကျွန်တော်တင်တန်းလေးပေါ့နော်အကျိုးတင်တန်းလေးတော့တက်ရမယ်မင်းသမီးတွေဆိုရင်ဟိုပေါ့ဒီဟိုလေလောတာတို့ဒီစပိန်စီဆိုင်ငယ်စီပါတင်ရမယ်အဲ့လိုမျိုးတည်ရပါဟုတ်ယောက်ျားလေးဆိုမင်းသားဆိုတော့ပါတင်ရမယ် ်သူကဟိုအဲ့အများဖြစ်တာရတယ်လို့ပြောတယ်မိန်းကလေးကဟုတ်လားသူတို့ပဲပြရမှာကျွန်တော်ပြစ်စရာမလိုဘူးဒီထဲမှာဆက်လန်းတော့ကျွန်တော်ပါပေါ့အဲသူဆက်လန်းလေးကဟိုဟာစုံပါတယ်အရှိနောက်ပေါ့စုံပါဟုတ်ကဲ့နဘောဟုတ်ကဲ့ဟုတ်ကဲ့ဒီခက်နဲ့အဲဟိုအရင်ခက်ကဟိုပေါ့ဒနုအဲဒနုဟိုရွာကလေးကဟိုရှေ့ခက်တုန်းကဖြစ်ခဲ့အဖြစ်ပြက်လေးနဲ့ချိန်ပါမနော်အဲ့လိုရင်ပါအဲကျွန်တော်မပြောတတ်ဘူးဒီဆက်လန်းလေးကတော့သိကြတယ်အမဒီဖိုးကဒီဟာလေး ဒီအဖွဲအဖွဲတွေသူတို့အများသိကြတယ်ဒီဇယ်လန်တွေသူတို့စီစဉ်နေကြပါပြီတဲ့ဟိုဟာဟိုတချို့လူတွေမေးကြည့်တော့သိကြတယ်အခုမှသူရရှိတာပေါ့သူစကားဟိုဟာဖြစ်တယ်သူစကားကျွန်တော်ရှမ်းလို့ပြောတတ်တော့ကျွန်တော်ရှမ်းနဲ့တူမယ်ထင်တာမတူဘူးခင်ဗျဓနုကသူ့သူတသက်တပါတာပေါ့နော်သူမြန်မာစကားပေါ်မှာသူကဟိုအတန်ဝဲတယ်ပေါ့ကျွန်တော်တို့တဝဲတို့ဘိတ်တို့အဲ့လိုနဲ့ဆင်ပါတယ်ကျွန်တော်ခုနကကျွန်တော်လေ့လာကြည့်တော့ရှမ်းစကားလုံးဝမတူဘူးမြန်မာစကားကို ဟိုတင်ထားတာအဲ့ဒီပါလေဝဲတာပေါ့တမျိုးအဲ့လိုထင်ပါတယ်ကျွန်တော်အဲတောင်းခွင့်ကကျွန်တော်လည်းအဲ့တော့မှမွေးသေးတော့မသိဘူးခင်ဗျကျွန်တော်လည်းသိနေတာကျွန်တော်ဟိုကတင်နေရအောင်တော့တို့တင်တင်ပေးလိမ့်မယ်ဓနုစကားပေါ်မှာ तू ကအဲဟောနော်တော်တော်စီတော်တော်များစီးနေမှာပြောရမယ်လို့ပြောပါတယ်ပြောရတာဒါဘယ်လိုရိုက်ချအောင်လဲမသိဘူးပေါ့နော်ကျွန်တော်တော့အဲ့ဟိုကတစ်ခါမှအဲ့လိုမျိုးမလုပ်ဘူးတော့တော်တော်တော့စိတ်လုံရှားပါရောက်တယ်ဟိုအခုတင်နေမှာမစသေးဘူးခင်ဗျတင်နေဒီဒီဘာပေါ့နောက် နေ့နေ့လောက်ဆိုစမယ်ကျွန်တော် online မှာကြည့်တဲ့လောက်ကတော့ဓနုဝဲတာလေးကဟိုနဲ့ဆင်ပါတယ်ဓနုဝဲတာသူကအဲခုနစကားလေးက तू तू ဘာပေါ့ဒဝဲတို့ဘိတ်စကားနဲ့နည်းနည်းရလို့ထင်ပါတယ်ဒါပေမဲ့ तू ဝဲတဲ့ပုံစံလေးကကျွန်တော်ရှမ်းရှမ်းဖက်နေနဲ့ရောက်တာပေါ့နော်ဒီဟိုဘိတ်တို့ကျတော့တမျိုးလေးပေါ့နော်ရှမ်းနဲ့အဲ့လိုနည်းနည်းလေးနည်းနည်းလေးရှမ်း ဟိုလေတံလေးနည်းနည်းပါတယ်လို့ကျွန်တော်ကထင်ပါတယ်ပုံပွဲလေးလေးပြောတယ်သူကကြဲကြဲပြောတယ်ပေါ့ကျွန်တော်လို့ထင်ပါတယ်ဟုတ်ဒီကားလေးကြတော့ဟောပေါ့တကယ်ပြောရင်3လ3လလောက်အချိန်ပေးရ3လအခုဆိုရင်ကျွန်တော်တို့ဒီဒီလကုန်နောက်လဆိုင်3လပိုင်းလောက်ထိရရမှာပေါ့နော်မတ်လထိရရမှာဒီကားလေးကအချိန်တော့တော်တော်ပေးရတယ်ဒါပေမဲ့ကျွန်တော်ကဟိုဒီကားကနံပါတ်1လက်ခံကြည့်တဲ့အကြောင်းရင်းကအဲဟိုဇက်ဇလန်း ထပ်ကြည့်လိုက်တော့ကျွန်တော်တို့ရှမ်းပြည်အခြေခံတဲ့ကားလေးဖြစ်တယ်ကျွန်တော်ရှမ်းပြည်မှာအခြေခံတဲ့စကားလေးဆိုကျွန်တော်ရိုက်ရှင်တယ်ပေါ့နော်ရိုက်ရှင်တယ်ပြီးတော့ဒီကားလေးကဟိုရက်ကူရဲ့ဘက်ကလည်းတေချာစီစဉ်တဲ့အဖွဲဖြစ်တယ်ပေါ့နော်ဒီမိရယနာထုတ်လုပ်ရေးရောအဲဒီက MRD 4 Forever Group ကလည်းရိုက်ပြီဆိုရင်တို့ဘာဖြစ်တေချာလေးကိုလုပ်တယ်ပြီးတော့ကို့အတွက်လည်းဒီမှာဟိုလုတ်ပိုင်ခွင့်ရောကို့ရဲ့အပြောင်းလဲရောအများကြီးဟိုအပြောင်းလဲဖြစ်တဲ့ကားလေးဖြစ်တယ်ပြီးတော့ဒီဘာတဲ့တေုပ်ဆောင်တွေကလည်းအရန်ဟို ဝါရင်တိရစ္ဆာန်တွေအများကြီးပါတယ်လူငယ်တွေလည်းအစ်စ်တွေလည်းပါတယ်အခုအတွက်လည်းအများကြီးဟောပေါ့ဟိုဒီထုတ်လို့ရေးပိုင်းရောဒီဇလန်းပိုင်းရောတိရစ္ဆာန်ပိုင်းရောကျွန်တော်လည်းနောက်နှစ်အတွက်အဒီကားလေးပဲရိုက်တော့မယ်ပေါ့နော်စီးပြီးဆိုရင်အဲ့လေဒီနှစ်ကားလေးနောက်နှစ်အတွက်ကြိုးပြီးတော့ပြင်ဆင်လိုက်တဲ့သဘောနဲ့ရိုက်ဖြစ်သွားတာဟုတ်ပါဘူး